မင်္ဂလာပါရှင်မန္တလေးခေတ်တက်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမဦးဆုံးရွေးကောက်ပွဲမကျင်းပခင်ဘုံသဘောတူညီချက်၅ရဲ့အကောင့်ထဲပေါ်ရေးမြမကိုတွန်းအားပေးမယ်လို့မလေးရှားပြောတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဘာရွေးကောက်ပွဲမှာမကျင်းပခင်မဖြစ်မနေလိုအပ်ချက်ဖြင့်ဘုံသဘောတူညီချက်၅ရဲ့ကိုအပြည့်အဝအကောင့်ထဲပေါ်ရေးအာဆီယံကမြမကိုတိုက်တွန်းထားတယ်လို့မလေးရှားနိုင်ငံသားဝန်ကြီးဒေါက်တာစရီမိုဟာမက်ဟာဆန်ကပြောပါတယ် ဘုံတဘောတူညီချက်၅ရက်ကိုအပြေအဝအကောင့်ထဲပေါ်ပြီးမှရေကောက်ဘွဲနဲ့ပတ်သက်လို့ဆွေးနွေးမှုပြုလုပ်ရမှာဖြစ်တယ်ဆိုတဲ့ရှင်းလင်းပြသတဲ့သတင်းစကားကိုအာဆီယံကမြန်မာခြံပါလိုက်တယ်လို့မိုဟာမက်ဟာဆန်ကပြောပါတယ်မြန်မာပြည်သူတွေဒစိတပိုင်းလောက်ပဲပါဝင်ခွင့်ရမယ်ဆိုရင်ရေကောက်ဝဲကျင်းပစရာအကြောင်းမရှိပါဘူးအဲ့ဒါတွေကိုအခြေအနေတွေကိုပို့ပြီးပြင်ထန်လာစေလို့ အဲ့ဒါကအခြေအနေကိုပိုပြီးပြင်းထန်လာစေပါလိမ့်မယ်လို့ဝင်ကြီးမိုဟာမက်ဟာဆန်ကပြောပါတယ်ရေကောက်ဘွဲကအာဆီယံရဲ့ဦးစားပေးမဟုတ်ပါဘူးအဲ့ဒါတွေအလုံးကနိုင်ငံတကာအတိုင်းအဝိုင်းရဲ့အမြင်ကိုဖုံးကွယ်ပစ်ဖို့လှည့်စားတာဆိုရင်ရောဘလို့လဲလို့သူကစက်တင်ဘာ26ရက်ကျင်းပမယ့်46ကြိမ်မြောက်အာဆီယံညီလာခံမတိုင်ခင်ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောပါတယ် မြန်မာစစ်ကောင်ဆောင်တွေအနေနဲ့အာဆီယံဘုံသဘောအတူညီချက်၅ရပ်ကိုအကောင့်ထည့်ဖို့ရင်အမေရိကန်ဆန္ဒရှိကြောင်ပြသရမှာဖြစ်တယ်လို့ဝန်ကြီးမိုဟာမက်ဟာဆန်ကပြောပါရယ်မြန်မာနိုင်ငံရဲ့နှက်ဆိုင်တဲ့နိုင်ငံရေးပြဿနာဖြေရှင်ရေးအာဆီယံဘုံသဘောအတူညီချက်၅ရပ်ဟာအုံမြင့်ဖြစ်ဆက်ရှိနေစေဖြစ်တယ်လို့သူကပြောပါရယ် အားလုံးပါဝင်တဲ့ညှိနှိုင်းမှုတွေအောင်မြင်မှပဲမြန်မာအနေနဲ့စစ်မှန်တဲ့ဒီမိုကရေစီအစိုးရစနစ်စီရှောင်လန်းနိုင်မှာဖြစ်တယ်လို့မလေးရှားနိုင်ငံသားဝင်ကြီးကပြောပါတယ်။အဲ့ဒါထက်ကြော်လွန်ပြီးတော့ပြည်ပကဂျောင်းဝင်ဖြည့်ရှင်ဖို့မလိုအပ်ကြောင်းနဲ့ဒါကအာဆီယံရဲ့အတွင်းရေးကိစ္စဖြစ်တာကြောင့်အာဆီယံကပဲဖြည့်ရှင်ရမယ်လို့သူကပြောပါတယ်။ဒါကမြန်မာနိုင်ငံရဲ့ပြည်တွင်းရေးမှာဝင်ရောက်ဆွတ်ဖက်တာမဟုတ်ပဲဒါဟာအာဆီယံအဖွဲ့ထဲမှာဒေတာဆိုင်ရာ ပြဿနာတစ်ခုဖြစ်လာနေပြီလို့ဝင်ကြီးမိုဟာမက်ဟာဆန်ကပြောထားကြောင်းသိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ရုရှားရောက်မင်းအောင်လိုင်ကနျူကလ িয়ার ဓာတ်ပေါင်းဖို့တိစောက်လို့တဲ့အပြင်အာကာသစူးစမ်းလေ့လာရေးအတွက်ဂျိုရုလွတ်တင်လို့ပြန်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ မြန်မာနိုင်ငံမှာနျူကလ িয়ার ဓာတ်ပေါင်းဖို့တိစောက်လို့တဲ့အပြင်အာဂါတော့စူးစမ်းလေ့လာရေးအတွက်ဂျိုရူးလွတ်တင်လို့တဲ့အတွက်ရုရှားနဲ့ပူးပေါင်းဆောင်ရွက်ရေးမင်းအောင်လိုင်ကဆွေးနွေးခဲ့ကြောင်းစစ်တပ်ကတင်းထုတ်ပြန်ပါတယ်စက်တင်ဘာလ24ရက်နေ့မှာစက်တင်ဘာလ29ရက်နေ့ထိရုရှားသို့သွားရောက်နေသည့်မင်းအောင်လိုင်ကမြန်မာနိုင်ငံတွင်နျူကလ িয়ার အခြေခံဓာတ်ပေါင်းဖို့အခြေခံလျှက်စစ်ဓာတ်ပေးဆက်ရုံတိစောက်နိုင်ရေးအကူအညီပေးရန်ရုရှားကိုအကူအညီတောင်းခံသည့်အပြင်အာဂါတော့နည်းပညာစူးစမ်းလေ့လာရေးအတွက်ဂျိုရူးလွတ်တင်ရေးကိစ္စရပ်များကိုပါရုရှားနဲ့ဆွေးနွေး ခဲ့ကြောင်းသိရပါတယ်။မင်းအွန်လိုင်းကရုရှားဖက်ဒရေးရှင်းနိုင်ငံညွှန်ကြားရေးမှူးချုပ်နဲ့စက်တင်ဘာလ26ရက်နေ့ကတွေ့ဆုံစဉ်အာဂါဒါစူးစမ်းလေ့လာရေးနဲ့အသုံးပြုမှုနယ်ပယ်တွင်ဘူပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စရပ်များဂျိုရူလွတ်တဲရေးဆိုင်ရာကိစ္စရပ်များအာဂါဒါနေပညာနဲ့သက်ဆိုင်တဲ့ပညာတော်သင်တန်းသားများဆင်းလုံရေးဆိုင်ရာကိစ္စရပ်များနဲ့ဆွေးနွေးကြကြောင်းသိရပါတယ်။ ရှင်နောင်အာဂါဒစူးစမ်းလေးလာရင်းနဲ့အထုံးပြုမှုနယ်ပယ်တွင်ပူပေါင်းဆောင်ရွက်ရေးဆိုင်ရာသမောတူညီချက်များကိုရုရှားဖက်ဒရေးရှင်းနိုင်ငံညွှန်ကြားမှုချုပ်နှင့်မြန်မာအာဂါဒအေဂျင်စီအမှုဆောင်ချုပ်ဒေါက်တာဆူးမြင့်မောင်တို့ကမင်းအောင်လိုင်းရှိမောက်တွင်လက်မှတ်ရေးထိုးခဲ့ကြောင်းသိရှိရပါသည်မင်းအောင်လိုင်းပြောဆိုနေသည့်နျူကလ িয়ার ဂျပန်ဘူတိဆောင်ရင်းနှင့်ဂျိုရုလွတ်တင်ရေးမှအမေရိကန်ဒေါ်လာရာခဏမှဘီလီယံထိကုန်ကျနိုင်ပြီးလောက်စင်ထိမ့်သိမ့်ကနေလေဘက်ခများမှလည်းအမေရိကန်ဒေါ်လာတန်း၁၀ခန်းချီရှိကြောင်း နိုင်ငံတကာကတွက်ချက်ထားသောကုန်ကြစရိတ်စင်းစရာများအရသိရှိရပါသည်။မြန်အောင်လိုင်းကမြန်မာနိုင်ငံတွင်ရုရှား၏အကူအညီဖြင့်မဂါဝတ်130အသေးစားနျူကလ িয়ার ဓာတ်ပေါင်းဖို့တည်ဆောက်လိုပြီးရင်းနျူကလ িয়ার ဓာတ်ပေါင်းဖို့ကိုမဂါဝတ်330အထိတိုးချက်တည်ဆောက်ရန်နှစ်နိုင်ငံသဘောတူညီလက်မှတ်ရေးထိုးထားပါသည်။မဂါဝတ်130နျူကလ িয়ার အသေးစားဓာတ်ပေါင်းဖို့တခုလေတည်ဆောက်ရေးမှာအနည်းဆုံးအမေရိကန်ဒေါ်လာတန်ရာချီမှ10ဘီလီယံခွဲကုန်ကြပြီးလစဉ်ထိမ့်သိမ်းလေဘက်ကဒေါ်လာ2တန်းအထက်မှရှိနေကြောင်းနိုင် င်ငံတကာကတွဲချက်ထားသောဂိင်္ဂနံအချက်လက်များအရသိရှိရပါသည်ရင်ပြင်အာကာသရဲတို့ဂျိုရုလွတ်တင်ရေးမှာလဲအမေရိကန်ဒေါ်လာတန်း၁၀ခန်းမှတန်းရာချီထိကုန်ကြကြောင်းသိရှိရပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အကျန်းဖက်စစ်ကောင်စီကကျင်းပပြုလုပ်မည့်ရွေးကောက်ပွဲကိုကရင်လူငယ်တူများမဟာမိတ်လူမျိုးစုလူငယ်များနဲ့ချိတ်ဆက်ပူးပေါင်းကစန့်ကျင်တိုက်ဖြတ်သွားမည်ဟု KYO ပြောဆိုတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။အကျန်းဖက်စစ်ကောင်စီကကျင်းပပြုလုပ်မည့်ရွေးကောက်ပွဲကိုကရင်လူငယ်တူများမဟာမိတ်လူမျိုးစုလူငယ်များနဲ့ချိတ်ဆက်ပူးပေါင်းကစန့်ကျင်တိုက်ဖြတ်သွားမည်ဟုကရင်လူငယ်စီယုံ KYO မှဗဟုလုံမှုဆောင်ကော်မတီဝင်စောခန့်စောဝင်းကပြောဆိုပါရီ။ တောင်ကျန်းသူမယောင်လိုင်းဦးဆောင်တဲ့စေကောင်စီသည်1949ခုနှစ်ဇန်နဝါရီ31ရက်နေ့မှာကရင်လူမျိုးများစတင်တော်လှန်ခဲ့တဲ့အာနာယအုပ်စိုးသူဘာသာပါလအစိုးရမှလူမျိုးပေါင်းစုံပြည်သူတရက်လုံးကိုဖိနှိပ်သွေးဆိုအုပ်ချုပ်ခဲ့သည့်ခေတ်ဆက်ဆက်သောစစ်ဘျူရိုကရက်တနောက်ရှင်ဖြစ်ဖြစ်ပေါ်ပြောင်းလဲလာသည့်အစိုးဖွဲ့ဖြစ်ကြောင်းသိရပါသည်1948ခုနှစ်ဇန်နဝါရီလ4ရက်နေ့တွင်ဗီတိရှကိုလိုနီထံမှပမာပြင်းလွတ်လပ်ရေးရပြည်သည့်အချိန်မှစ၍ဘာသာပါလအစိုးရနှင့်ခေတ်ဆက်ဆက်သော အုပ်စိုးသူဆေယနာရှင်များသည်တိုင်းပြည်အာဏာကိုရယူကလူမျိုးပေါင်းစုံပြည်သူများ၏နိုင်ငံရေးလိုလားချက်ဖြစ်သည့်အမျိုးသားအတန်းတူရေးကိုပိုင်ပြတ်ထန်းခွင့်အခွင့်အရေးနှင့်ဒီမိုကရေစီခွင့်အရေးများကိုမျက်ကွယ်ပြုခဲ့သည့်အပြင်အာဏာရအုပ်စိုးသူလူနေစု၏အကျိုးစီးပွားအတွက်မဟာလူမျိုးကြီးဝါဒနှင့်ဆေယနာရှင်စနစ်ကိုအကျဉ်းသုံးကလူမျိုးပေါင်းစုံပြည်သူများ၏ဘဝရှင်သန်ဖွံ့ဖြိုးမှုကိုရိုက်ချိုးခဲ့သည်မှာနှစ်ပေါင်း89နှစ်ရှိခဲ့ပြီဖြစ်ကြောင်းသိရပါသည် မြန်အလိုက်ကောင်းဆောင်သည့်စစ်ကောင်စီပါဝင်ခိဆက်ဆက်တိုင်းပြည်အာဏာရအုပ်စိုးသူများသည့်ပြည်သူလူထု၏ဘဝလုံခြုံမှုနှင့်ဖွံ့ဖြိုးတိုးတက်မှုများကိုတံဝင်ယူမှုတံဝင်ခံမှုကိမဲ့သည့်အပြင်ယခုချိန်တွင်လူမျိုးပေါင်းစုံပြည်သူလူထုများကိုမတရားဖန်ဆီးနှိပ်စက်မရင်ချင်းမိရှုတက်ဖြတ်မှုများကျူးလွန်ကာအရက်သားပြည်သူနှင့်ဆိုင်သည့်အဆောက်အအုံများဖြစ်သည့်ဘာသာရေးအဆောက်အအုံများစတင်ကြောင်းများစည်းုံစည်းကမ်းများကိုနိုင်ငံ내ဘုံကျဲတိုက်ခိုက်မှုများပြုလုပ်လျက်ရှိကြောင်းထို့ပြင်ပြည်သူများ၏ဘဝဆင်းရဲတွင်သို့နေ့တဲ့နေ့အောင်ဆက်လက်ပြုလုပ်နေမည်ဖြစ်ကြောင်း အသိပေးထားပါတယ်။တောင်ကျန်းသူမေအောင်လိုင်ဦးဆောင်တဲ့ဆရာနာရှင်ဆက်ဆက်ကကျွန်တော်တို့ကရင်လူမျိုးတွေရဲ့ကော်တူလေးအိမ်မက်ကိုရိုက်ချိုးခဲ့တာအခုမှမဟုတ်ဘူး။နှစ်80ကျော်ကြာပြီ။ဒါပေမဲ့သူတို့အနေနဲ့ဘယ်တော့မှမရိုက်ချိုးနိုင်ခဲ့ဘူး။ကျွန်တော်တို့အတွက်ဆက်ရှိနေတော့ဆက်ပြီးခွန်အားရှိနေတော့မယ်။အဲ့ဒါအတွက်ပဲကျွန်တော်တို့ကသူတို့ရဲ့လှုပ်ဆောင်မှုတွေနိုင်ငံရေးလှည့်ကွက်တွေအလေအပြောင်းတွေမှာကျွန်တော်တို့ဝင်မပါပဲနဲ့ကျွန်တော်တို့လှုပ်ဆောင်ရှိတဲ့မဟာလူမျိုးကြီးဝါရနဲ့ဆရာနာရှင်စနစ်ဆန့်ကျင်ရေးကိုဒီဇိုင်းမမတ်ဆက်လက်လှုပ်ဆောင်သွားမယ်။ဂျန်နယ်လူမျိုးပေါင်းစုံနဲ့လည်းလက်တွဲ ဲသွားမယ်သူတို့အခုလုပ်နေတဲ့ရွေးကောက်ဖွဲဟာလည်းအာနာရှင်ရဲ့နိုင်ငံရေးလက်ခွဲတစ်ခုလို့မှတ်ယူပြီးတော့ကျွန်တော်တို့ကလုံအောင်ဆန့်ကျင်သွားမယ်ဆိုတာကိုအဓိကပြောချင်တယ်ဟုကရင်လူငယ်စီရောဘ ਹੁ အလုံးမှုဆောင်ကော်မတီဝင်စောခန့်စောဝင်းကပြောကြားပါတယ် ယခုတောင်ကျန်းသူမင်းအောင်လိုင်ခေါင်းဆောင်သောစစ်ကောင်မရှင်မှကျင်းပပြုလုပ်မည့်ရွေးကောက်ပွဲတွင်၎င်းတို့၏လူမျိုးပေါင်းစုံပြည်သူလူထုပေါ်ရက်ဆက်ရုံမှမှုများကိုဖုံးကွယ်ဖျောက်ဖျက်နိုင်ရန်ဆင့်အာနာရှင်စနစ်တက်ဆိုးရှင်ရဲ့အတွက်ဒီမိုကရေစီကိုအမြဲတမ်းအလွဲသုံးစားလုပ်၍ပြည်သူလူထုကိုလိမ့်လည်လည်ပြသည့်အထူးရောင်ရွေးကောက်ပွဲသာဖြစ်ဆောင်ဆက်လက်အသိပေးထားပါသည်။ဤသို့ပြည်သူလူထုပေါ်ရက်ဆက်ကြံကြုတ်သည့် စစ်ဆိုးရဆက်ဆက်အမွေဆိုးကိုစက္ကန်တိမင်းအောင်လိုင်းခေါင်းဆောင်သောစစ်ကောမရှင်မှကျင်းပပြုလုပ်မည်ရွေးကောက်ပွဲကိုပူပေါင်းပါဝင်မည်ဆိုပါကပြည်သူလူထုတရက်လုံးပုံမှုဆိုးရသည့်ဆင်းရဲဒုက္ခနှင့်ပြိနှိမ်ချုပ်ချယ်မှုများကိုဆက်လက်ရင်ဆိုင်သွားရမည်ဖြစ်သည်ဟုဆိုပါသည်ထို့ပြင်တိုင်းပြည်ပုံမှုယုံရင်ပျက်စီးသွားနိုင်သည့်အခြေအနေတို့ကြောင့်ဒုပုံမည်ဆေးရနာရှင်စနစ်ကိုအားပေးထောက်ခံသည့်တမိုင်းတရက်ခန့်အဖြစ်ကျန်ရစ်မည်ဖြစ်ကြောင်းကရင်လူငယ်အစည်းအရုံး GYU မှဗဟုလုံးမှုဆောင်ကော်မတီဝင်ကိုခန့်စော်ဝင်းကပြောကြားပါသည် အထက်ကတော့တောင်ချန်းသူမင်းအောင်လိုင်းကလူမျိုးပေါင်းစုံပြည်သူလူထုပေါ်ရက်ဆက်ရုံမာမှုတွေကိုဖုံးမှုအတွက်ဒီရွေးကောက်ပွဲသာလုပ်မယ်ဆိုရင်ဒီတဲ့အတိုင်းပဲတမိုင်းတပတ်လေတဲ့ပုံစံမျိုးထပ်လုပ်မယ်ပြီးလို့ရှိရင်ဒီမိုကရေစီအစိုးရကနေတဆင့်တဆင့်စာမျက်နှာပြန်ယူပြီးတော့သူလူကျူးလွန်ခဲ့တဲ့ဟာတွေကိုဖုံးကွယ်ချင်တာမျိုးလှုပ်တာဖြစ်တဲ့အတွက်ကြောင့်မြန်မာနိုင်ငံရဲ့ပြည်ထနာကပိုပြီးတော့ရှုပ်ထွေးလာနိုင်တဲ့အဲ့ဒီလိုမျိုးဖြစ်မှာဖြစ်တဲ့အတွက်ကြောင့်ရွေးကောက်ပွဲမှာပါဝင်မယ်ဆိုရင်သူတို့ရဲ့ဒီမိုကရေစီကိုအမြေခံအလွဲသုံးစားလုပ်တဲ့ကိစ္စမှာပူးပေါင်းပါဝင်တဲ့သူက ။တမိုင်းတရခန့်လို့ပဲကျွန်တော်တို့ကသတ်မှတ်ထားတယ်ဟုကရင်လူငယ်စီရုံဗဟုလုံးမှုဆောင်ကော်မတီဝင်စောခန့်ဇော်ဝင်းကပြောဆိုပါရီ။ထို့ကြောင့်စစ်ကော်မရှင်မှကျင်းပပြုလုပ်မည့်အထူးရောင်ရွေးကောက်ပွဲကိုကရင်လူငယ်တို့တရက်လုံးအပါအဝင်ပြည်သူလူထုတရက်လုံးမှပူးပေါင်းပါဝင်ခြင်းများမပြုလုပ်ရန်နှင့်ဝိုင်းဝန်းတိုက်ဖြတ်တားဆီးကြပါရန်တိုက်တွန်းထားကြောင်းသိရှိရပါသည်။